နေ့စဉ်မိုးလေဝသတင်း2025ခုနှစ်ဇွန်လ2ရက်နေ့နနက်7:00နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေကပ်ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်တုံလေအားကောင်းနေပါသည်ယနေ့ညနေအထီးခန့်မှန်းချက်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ကယားပြည်နယ်တို့တွင် နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးကရင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်ဒေသအလိုက်နှင့်နေပြည်တော်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်း ဒေတာကြီးအထက်ပိုင်းတနင်္လာရီတိုင်းဒေတာကြီးကချင်ပြည်နယ်ချင်းပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးမကွေးတိုင်းဒေတာကြီးအေရဝတီတိုင်းဒေတာကြီးတနင်္လာရီတိုင်းဒေတာကြီးကချင်ပြည်နယ်ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့ရှားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ ၊လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါ။ဒီမြမပင်လေပြင်းမြမကံယူရန်တရှောင်းနှင့်ကံလွန်ပင်လေပြင်းတို့တွင်ရံဖန်ရံခါမိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းကြီးမီ မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနအီလရင်35မိုင်အထိတိုက်ခတ်နိုင်ပါသည် နိုင်မြင့်မှာမြမကန်ယိုတန်းတလျှောက်နှင့်ကန်းလွန်ပင်လေပြင်းတို့တွင်ကိုးပေမှဆင့်သုံးပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်မုတ်တုံလေးအာတင်းတင်းမှအာကောင်းမီနေပြည်တော်နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရင်ရာနှုံးပြေဖြစ်ပါသည်။ရန်ကုန်မြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရင်ရာနှုံးပြေဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်